မြတ်စွာဘုရားရဲ့ကုန်းတော်ကြီးစွာတော်တွေကိုစိတ်ထဲမှာအဖတ်မှအမှတ်ရရင်းနဲ့ကိုယ့်ရဲ့စိတ်နှလုံးကိုတော့ငြိမ်အေးစေမယ်အသိဉာဏ်တွေတိုးစေမယ်ကိုယ့်ရဲ့အစ္ဆဒအတွင်းတန်တာမှာကိလေသာတည်းကိုတော့ယံသူမဝင်အောင်ကာကွယ်မယ်တားဆီးမယ်အပြင်ဘက်မှာလည်းပဲဗေဒယံတွေဝင်မလာအောင်ကာကွယ်မယ်တားဆီးမယ်မြတ်စွာဘုရားရဲ့ကုန်းတော်ကြီးစွာတော်တွေကိုစဉ်းစားဆင်ခြင်ခြင်းဟာအလွန်တရာမှစွန့်အပ်တည်းထက်မြက်တဲ့ကုသိုလ်ကောင်းမှုကိုပြုရာရောက်တယ်ဒါကြောင့်မြတ်စွာဘုရားရဲ့ဂုံကျေးဇူးတွေကို နားလေဖို့လိုတယ်သိဖို့လိုတယ်နားလေသိအားလျော်စွာသိသိအားလျော်စွာလည်းပဲစဉ်းစားဆင်ခြင်ဖို့လိုတယ်ပေါ့နော်နောက်ဦးဇင်းတို့မေတ္တာဘာဝနာမေတ္တာတရားရဲ့စွန့်ရည်တတ္တိတတ္တဝါတွေရဲ့ပုံမှာတော့ကောင်းကျိုးချမ်းသာရစေလိုတဲ့အလွန်မွန်မြတ်တဲ့ဒီမေတ္တာစိတ်ကိုချိန်ဖန်များစွာဖြစ်စေခြင်းအဖြစ်အစ္ဆတဗဟိတနှစ်ဌာနမှာနော်ဘေးပြာဝေးကွာစေဖို့ဆိုပြီးတော့မေတ္တာတရားကိုလည်းအာကိုကြရမယ်ပေါ့ နောက်ပြီးတော့အတုပဘာဝနာမိမိခန္ဓာတဘာခန္ဓာရဲ့မတင့်တယ်တဲ့တဘာဝတရားများနောက်ဆံမေမွေစာခြေဘွားအစုံခြေဘွားစဆံမေအစုံ32ပြုံးသောကုဋ္ဌာတာတို့ဖြင့်တိဆောက်ထားတဲ့ဒီယုတ်ခန္ဓာရဲ့မတင့်တယ်တဲ့တဘာဝကိုမမှန်ကန်ကန်သိမြင်နားလည်ပြီးတော့ဒါကိုစဉ်းစားဆင်ခြင်ခြင်းဟာလည်းပဲအလွန်တရာမှအာကြီးတဲ့ကုသိုလ်ကောင်းမှုဖြစ်တယ်ဒါကိုလည်းပဲနားလည်ပြီးတော့အတုပဘာဝနာကိုလည်းကြိုးစားကြရမယ်ပေါ့ နောက်အရှင်တို့မထနာနှုတ်တိဘာဝနာဘလိုဘဝတွေကိုပဲရထားရထားနောက်ဆုံးတနေ့အလုံးပြည့်စည်သွားကြရမှာကြီးပဲတည်ခြင်းတရားဖြင့်အဆုံးတက်ရတဲ့ဘဝဟာတကယ်တန်ဖိုးမေ့လှတယ်ဆိုတာကိုကောင်းကောင်းနားလည်ဖို့မရဏနှုတ်တိဘာဝနာတည်ခြင်းတရားကိုအဖတ်မှအမှတ်ရခြင်းဆိုတဲ့ဒီဘာဝနာတရားလည်းပဲအလွန်တရားမှအကျိုးအာနိသင်ကြီးကျယ်များပြားတယ်ပေါ့ဒါကိုလည်းနားလည်ပြီးတော့ ဘယ်ချိန်ဘယ်ကာလလို့အချိန်ကာလတောင်သတ်မှတ်လို့မရတဲ့တေချာပေါက်တွေ့ရကြုံရမယ်ဒီသေးချင်းတရားကိုလည်းစဉ်းစားဆင်ခြင်ပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါလို့ဦးဇင်းတို့ဗုဒ္ဓနုဒ္ဓတိဘာဝနာမေတ္တာဘာဝနာအတုပဘာဝနာမရဏနုဒ္ဓတိဘာဝနာ စွန့်ရည်တတိအလွန်ကြီးမားကြတဲ့ဒီဘာဝနာတရား၄မျိုးကို ကိုယ့်ရဲ့ဘဝမှာနော်မြင့်မြတ်တဲ့လုပ်ငန်းစဉ်များအနေနဲ့နားလည်ပြီးတော့စူးစမ်းအထောက်မယ်ဆိုလို့ရှိရင် တတိပဌံဘာဝနာကိုကြိုးစားတဲ့အခါမှာများစွာအထောက်အကူပြုပြီးတော့တော့အစသာအရာရာအစဉ်ပြေချုံ့မွေပြီးတော့ရည်ရွယ်ချက် ပန်းနိုင်ကိုကြောကြောမောမောလွယ်လွယ်ကူကူရောက်နိုင်မယ်ပေါ့နော်။ဒါကြောင့်ဦးဇင်းတို့ဒီကနေ့စတင်ပြီးတော့ပြောမှာကဘာလဲဆိုရင်ဗုဒ္ဓနှုတ်တတိဘာဝနာဗုဒ္ဓနှုတ်တတိဘာဝနာဆိုတာကတရားဓမ္မတို့ဦးဇင်းတို့အမျက်ဆုံးထားပြီးတော့ကိုယ်ွယ်တဲ့မြတ်စွာဘုရားရှင်ကိုရမျက်ကြီးရဲ့ ဂုဏ်တော်ကျေးဇူးတော်တွေကိုအပံပံစဉ်းစားဆင်ခြင်ပြီးတော့နေတာကိုဒါဗုဒ္ဓနှုတ်တိပါဝနာလို့ခေါ်ပါတယ်ရိုးရိုးလေးဘာမှနားမလဲစရာမရှိဘူးဗုဒ္ဓနှုတ်တိပါဝနာဗုဒ္ဓဗုဒ္ဓနော်တည်တော်မူမြင်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအနှုတ်တိအပံပံအမှတ်ရတာဘာဝနာဆိုတာကအဲ့ဒီအမှတ်ရမှုကိုပဲထက်ခါထက်ခါဖြစ်စေတာ နော်မြတ်စွာဘုရားရဲ့ဂုံကျေးဇူးတွေကိုအမှတ်ရတဲ့တတိကလေးကိုတက္ခတက္ခဖြစ်စေတာအဲ့ဒါကိုပါခေါ်တော့ဗုဒ္ဓနှုတ်တတိဘာဝနာအတော့ဥရှင်တို့ဒီနေရာမှာဗုဒ္ဓနှုတ်တတိဘာဝနာက နောက်တခြားသောဘာဝနာတွေနဲ့မတူတဲ့အချက်ကသူ့ကိုပွားများတတ်ခြင်းလို့ရှိရင်အ ਨੇ နဲ့အများဆိုသလိုသင်ကြားထားဖို့လိုအပ်တယ်။နောက်ကျန်တာတွေလည်းပဲသင်ယူဖို့လိုတာပါပဲ။သို့တော့ ြတ်စွာဘုရားရဲ့ဂုဏ်တွေကိုကိုကပွားများခြင်းနဲ့ဆင်ခြင်ခြင်းနဲ့ဆိုရင်မြတ်စွာဘုရားဟာဘလို့ဂုဏ်တွေဘလို့ကျေးဇူးတွေဘလို့အရှိသွေးတွေရှိတယ်ဆိုတာကိုအစကတည်းကဦးနားလည်ထားဖို့လိုတယ်ပေါ့ဟုတ်တယ်မဟုတ်လားအဲ့ဒါကမတင်မဲနဲ့မရတကယ်တော့တို့အရှင်တို့ကိုပိုင်ညာလုံးနဲ့မြတ်စွာဘုရားရဲ့ဂုဏ်အရှိသွေးကိုမှန်မှန်ကန်ကန်သိဖို့မြင်ဖို့ဆိုတာမဖြစ်နိုင်ဘူးတော့ကျမ်းစာတွေထဲမှာဘလောက်ထိတောင်ပြထားတယ်လို့ဆိုလဲဘုရားတရှိရဲ့ဂုဏ်ကျေးဇူးကိုကျန်တဲ့ဘုရားတရှိက နော်အာယုကပတ်လုံးနော်ဆိုလိုတာကပြိဋိဘာမစံမခြင်းကျန်တဲ့တရားမဟောဘဲနဲ့အဲ့ဒီဘုရားရဲ့ဂုံကျေးဇူးတွေကိုပဲပြောနေမယ်ဆိုရင်တော့အဲ့ဒီဘုရားပြိဋိဘာသာစံသွားမယ်ဘုရားတရှိရဲ့ဂုံကျေးဇူးဟာကုံသွားမှာမဟုတ်ဘူးလို့အဲ့လိုမျိုးပြောတာရှိတယ်။တော့တကယ်တမ်းကတော့အလွန်နဲ့နေတဲ့မြတ်စွာဘုရားရဲ့ဂုံကျေးဇူးဟိုပြောနေတာကမြတ်စွာဘုရားရဲ့အကြောင်းကိုသိဖို့ဆိုရင်မြတ်စွာဘုရားလိုမျိုးမြတ်စွာဘုရားဖြစ်မှသာနဲ့ ိနိုင်လိမ့်မယ်ပေါ့ဟုတ်လားမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုသိဖို့ဆိုရင်ဘုရားဖြစ်မှာပဲဘုရားရဲ့အကြောင်းကိုမှန်မှန်ကန်ကန်ပြည့်ပြည့်စုံစုံသိနိုင်လိမ့်မယ်ဒါပဲလေအလုံးသဘာဝကြားတယ်လို့ဦးဇင်းထင်ပါတယ်နောက်အိုင်စတိုင်းရဲ့အကြောင်းကိုသိကျင်တယ်ဆိုရင်အိုင်စတိုင်းလိုလူမသားလည်းအိုင်စတိုင်းရဲ့အကြောင်းကိုသိနိုင်လိမ့်မယ်လို့ဒါလွယ်လွယ်ကူကူကောင်းတဲ့ပေါ်တဲ့ဥမာကိုပေးတာနောက်သူရဲ့ဉာဏ်ပညာဘလောက်ထက်မြက်တယ်ဆိုတာကျန်တဲ့လူသိဖို့သိပြီးတော့မလွယ်ဘူးပေါ့သို့တော်လည်းပဲမြတ်စွာဘုရား သူ့ရဲ့ဂုံကျေးဇူးတွေကိုသူကိုယ်တိုင်ဟောပြခဲ့တာတွေရှိတယ်။ပြီးတော့မြတ်စွာဘုရားတတ်တော်တင်ရှာရှိစဉ်ခါကာလကနော်နေထိုင်ခဲ့ပုံပြောဆိုခဲ့ပုံနော်ဟောပြခဲ့ပုံဒါတွေကိုကြည့်ပြီးတော့လည်းပဲမြတ်စွာဘုရားဘလို့အကြီးသွေးရှိတဲ့ပုံကိုဖြစ်တယ်ဆိုတာကိုအကြံဉာဏ်လေးတော့နားလည်လို့မရနိုင်ဘူးလား။ရှားနိုင်နေ။ဒါတွေကိုကိုကသင်ယူဖို့တော့လိုတာပေါ့နော်။အခုဦးဇင်းတို့ပြောနေတာကဘုရားနုဒတိဘာဝနာကိုပွားများတဲ့နေရာမှာရှော့ရှော့ရှူရှူဖြစ်ဖို့အတွက်ဒါသင်ယူနေတဲ့အပိုင်းပဲ။ ဟုတ်ရဲ့လားအတော့ဦးဇင်းတို့မြတ်စွာဘုရားကိုယ်တိုင်ကမြတ်စွာဘုရားမှာဘလို့ဂုံတွေဘလို့ကျေးဇူးတွေဘလို့အကြီးသွေးတွေရှိပါတယ်ဆိုတာကိုထပ်ခါထပ်ခါပြောပြထားတဲ့ပါဠိပိုက်ကလေးရှိတယ်အဲ့ဒါကိုလည်းပေသက်ပေါင်းတတော်ကောင်းတို့ကနောက်ငယ်စဉ်တောင်ကြီးကလေးဘွားတွေကစာပြီးတော့နှုတ်တဲ့အာကုံရထားကြပြီးသားဟိုကိုရနေတဲ့စကလုံးတွေရဲ့အတိဘယ်ကိုနားလည်အောင်မကြိုးစားတာကလည်းတစ်ပိုင်းအလေးအနက်မထားတာကလည်းတစ်ပိုင်းကြောင့်တရားဓမ္မတို့ဥရင်တို့မှာ ော်ရပါလဲကဲနဲ့နားမလဲတဲ့စကားလုံးတွေကအများကြီးရှိနေတာ။ဟုတ်လား။နော်အဲ့ဒီပါဠိဘိုက်ကဘာလဲ။ ETP သောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓော ဝိဇ္ဇာစရဏတမ္ပန္နော သူကတော်လောကဝိတုအနုတတော်ပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါ။ယေရှုဖျားရဲ့ဂုံကျေးဇူးအချင်းချုပ်၉မျိုးဟုတ်လား။ အဲ့ဒါတွေကိုစဉ်းစားဆင်ခြင်တတ်ဖို့အတွက်တလုံးချင်းစီရဲ့အတိပ္ပယ်ကိုကြွန့်ကြွန့်ကျင်ကျင်နားလည်ရမယ်ပေါ့ဒါကိုနားလည်အောင်သင်ယူပြီးတော့မိမိကကျိန်ဖန်များစွာစဉ်းစားဆင်ခြင်ပဲဆိုရင်တော့ကိုယ့်ရဲ့အတွင်းတန်တာမှာဖရာရဲ့ဂုဏ်ကိုအမှတ်ရနေခြင်းလို့ဆိုရက်တော့အလွန်မွန်မြတ်တဲ့စိတ်သဘောထားလေးဖြစ်နေတယ်ပေါ့အဲ့ဒါလေးကမွန်မြတ်လွန်းလို့အဲ့ဒီစိတ်ကလေးကိမ့်နေတဲ့ချိန်မှာအဲ့ဒီပုဂ္ဂိုလ်ရဲ့တော့တန်တာဟာ ဟိုဇီရီအိမ်လိုဖြစ်တယ်လို့တောင်ဆိုတာကိုနောက်ဆိုကြပါစို့ဦးဇင်းတို့ရွှေတကုံဘုရားကြီးကိုရှ िख ိုးကြတယ်။ဘာကိုရင်မှန်းပြီးတော့ရှ िख ိုးတာတော့နော်ဘုရားလေးကျူရဲ့ဓာတ်တော်မွေတော်တွေရှိတယ်အဲ့ဒီထဲမှာဌာပနာထားတာရှိတယ်ဆိုတော့အဲ့ဒါကိုမှန်းပြီးတော့ရှ िख ိုးကြတာဒီလိုရွှေရောင်တောင့်နေတဲ့လုံလုံချွန်ချွန်ကြီးကအဲ့ဒီဓာတ်တော်ကိန်းရာဇီရီအိမ်မဲတကယ်တမ်းကဟုတ်တယ်မို့လား ဲ့ဒီဓာတ်တော်ကိန်းနေတဲ့အတွက်ကြောင့်အဲ့ဒီဇီးဒီအိမ်ကြီးကလည်းရှ िख ိုးတိုက်သွားတယ်ပေါ့အဲ့လိုပဲတရားမတော်ဥရှင်တို့တွေကမြတ်စွာဘုရားရဲ့ဂုံကိုအမှတ်ရနိုင်မဲ့ဆင်းခြင်းနေမဲ့ဆိုရင်အဲ့ဒီအမှတ်ရနေတဲ့ဆင်းခြင်းနေတဲ့စိတ်ကလေးကဘုရားဂုံကိုယုံကြည်တတ်ဝင်နေတဲ့သဘောလေးကအလွန်မောမြတ်တယ်ပေါ့အဲ့ဒီစိတ်ကလေးကိန်းနေလို့အဲ့ဒီအချိန်မှာအဲ့ဒီပုဂ္ဂိုလ်ဟာအဲ့ဒီပုဂ္ဂိုလ်ရဲ့ခန္ဓာဟာဇီးဒီအိမ်လိုတောင် ဖြစ်တယ်တဲ့သူများရှ िख ိုးတိုက်တယ်ပေါ့မြင့်မြတ်တာကိန်းနေလို့သဘောပေါက်ရဲ့လားအေးဒါကြောင့် ီဗုဒ္ဓနုတ်တိပါဝနာကိုအများကြီးစိတ်ဝင်စားဖို့လိုတယ်။ဟိုအရင်တို့အတ္တဖွေရလေးတခု ပြောရင်တာကမဟာနံမင်းသားကြီးကမြတ်စွာဘုရားကိုမေးတာရှိတယ်။မြတ်စွာဘုရားတဲ့အရိယာမဉ္ဇဉ်ပူဉ္ဇဉ်ကိုရထားကြတဲ့အရိယာပုဂ္ဂိုလ်တွေဟာဘဝမှာဘလို့နေခြင်းဖြင့်အနေများရပါသလဲဖရာလို့မေးတယ်။တခါတခါသမတို့ဥရှင်တို့တွေကတော့ပို့ထုတ်ခြင်းတွေပေါ့။ကိုယ်နဲ့မဆိုင်ဘူးလို့ဆိုမယ်ဆိုရင်လည်းဆိုလို့ရတယ်သို့တော့ အော်တချိန်မှာကိုလည်းပဲအရိယာပုဂ္ဂိုလ်ဖြစ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားတာဖြစ်တဲ့အတွက်ကြောင့်ဆိုင်နေလို့ပြောမယ်ဆိုရင်လည်းပြောလို့ရတယ်။တနည်းအားဖြင့်အရိယာပုဂ္ဂိုလ်တို့ရဲ့နေနည်းကိုအတူယူမယ်ဆိုတဲ့စိတ်နဲ့ဆိုရင်တော့အများကြီးသက်ဆိုင်သွားတယ်ပေါ့။အဲ့လိုမျိုးတော့မြတ်စွာဘုရားကအရိယာပုဂ္ဂိုလ်တွေဟာဘဝမှာအမိတ်ဆင်ခြင်ခြင်း6မျိုးနဲ့ဘဝမှာနေထိုင်တာများတယ်လို့အဲ့လိုဟောတယ်။အဲ့ဒါကဘာလဲဆိုတော့ဗုဒ္ဓနုတ်တတိမြတ်စွာဘုရားရဲ့ဂုဏ်ကိုအမိတ်ဆင်ခြင်းခြင်း ဓမ္မနုတ္တိနမလေးပါဖို့လေးပါနိဗ္ဗာန်ပရိယတိလို့ဆိုတဲ့တရားတော်မြတ်ရဲ့ဂုံအည်သွေးတွေကိုစဉ်းစားဆင်ခြင်ခြင်းတန်ခါနုတ္တိတန်ခါတော်ရှင်မြတ်တို့ရဲ့ဂုံအည်သွေးကိုစဉ်းစားဆင်ခြင်ခြင်းနော်သီလနုတ္တိကိုကျင့်သုံးထားတဲ့ဖြူစင်တန်ရှင်းတဲ့သီလကိုအဖန်ဖန်ထပ်ထပ်စဉ်းစားဆင်ခြင်ပြီးတော့နေခြင်းစာခါနုတ္တိကိုယ့်ရဲ့စွန့်လွတ်နိုင်မှုနော်ဘေကန်းစွန့်ကျဲလှူဒန်းထားတဲ့ဒီတဏကောင်းမှုဒီစာခါဆိုတဲ့စွန့်လွတ်မှုကိုအဖန်ဖန်စဉ်းစားဆင်ခြင်ပြီးတော့နေခြင်းနောက်ဒေဝတာနုတ္တိ နတ်ပြည်မှာမြမပြည်မှာနတ်တွေမြမတွေဖြစ်နေကြတယ်ဆိုတာသူတော်ကောင်း